အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ 3D ဖော်ကောင်း channel ကနေပြီးတော့ဒီကနေ့မှပြန်လေးကြိုဆိုပါတယ်ဒီကနေ့မှကျွန်မေးဆွေတို့ကျွန်ပြန်လေးမျှဝေပြီးတော့တင်ဆက်ပေးမှာကတော့လာမယ့်ကျွန်တော်တို့16ရက်10လပိုင်း2025မှာထွက်မယ့် 3D ကိုဒီကနေ့မှကျွန်မေးဆွေတို့အကောင်းဆုံးထဲကကတော့အကောင်းဆုံးကိုပေါ့နော်ကျွန်ရချက်ပြီးတင်ဆက်ပေးမယ်ဒီ site ကလည်းကျွန်တော်တို့တရင်ကျော်ကာလာမှာပေါ့နော်ကျွန်တော်တို့အမြဲတမ်းပို့ချလေးရှိတယ်ကျွန်တော်တို့တမ်းပို့ site ကိုဒီကနေ့မှာ ကျွန်တော်ကအကောင်းဆုံးပြည်နယ်မြဝေတက်ဆက်သွားမယ်ဒီတံမိုးဆိုင်ကဒီချိန်ကိုမျိုးနေတာကြာပြီပေါ့နော်ဂျာမက်ဒီချိန်ရောက်ပြီဆိုတော့လည်းကျွန်တော်ကတံမိုးဆိုင်နဲ့ကြော်မိတ်စေအတွက်အကောင်းဆုံးတော့ကနေကောင်တစ်ခွက်ကိုထုံထုတ်ပြီးတော့အကျိုးဖြစ်စွန်းစေမယ့်နံပါတ်ကိုတင်ဆက်ပေးသွားမှာဖြစ်တယ်။နော်အရန်ကိုလှတဲ့တံမိုးနံပါတ်ကလည်းရတဲ့ကနေကိုဖြစ်တယ်။နော်ကျွန်တော်တို့ဒီမှာကြော်မိတ်စေတခါလေးပြောချင်တာကျွန်တော်တစ်တံမိုးနဲ့အုံညက်တံမိုးကဒီမှာမပါဘူး။လိုချင်တယ်ဆိုတော့ကျွန်တော်ရဲ့ကျွန်တော်တို့ဒီကုန်ပန်းကလေးမှာပေါ့နော်ကျွန်တော်တို့မေးပြီးတော့တောင်းနိုင်ပါတယ်။ ဟုတ်ကဲ့ဦးတင်တို့ကြောင့်မိတ်ဆွေတို့အကောင်းဆုံးပြည်လေပြင်ဆင်တာခင်ဗျာဒီဆမ်မာဆိုဒီနေ့မှာတင်ဆက်မယ်ဒီတံပိုးလက်တော်မူကိုမတင်ဆက်ပေးခင်ကျွန်တော် YouTube channel ဖြစ်တယ်။တတိဒီဘောကောက်ကိုလည်း subscribe ဆိုတဲ့နေအောင်ဆက်နေတဲ့ဒီဘေးနာခေါင်းလောင်းလေးကိုမတရားသေးဒီကေပီစီခြင်းနဲ့ဒီနေ့မှာတုံ့တင်ဆက်သွားမယ်ထိတ်စီရဲ့လေတိုင်းနောက်ဝေးတံပိုးမူကိုကြောင့်မိတ်ဆွေတို့ အကောင်းဆုံးထဲကအကောင်းဆုံးကိုရွေးချယ်ထားဆိုတော့ကျွန်တော်တင်ဆက်မဲ့ဒီဗီဒီယိုလေးကိုလည်းကျွန်တော်ရဲ့မိတ်ဆွေတွေအစားဆုံးကြည့်ရှုစေချင်ပါတယ်။ဟုတ်ကဲ့ဒီမှာကတော့ကျွန်တော်မိတ်ဆွေတွေရှင်းကားနေရနေပြီးရေကထွက်တာလေးကိုခွန်ရှိတီယူထားတယ်။အဲဒီကမှတစ်ဆင့်ကျွန်တော်တို့တံပိုးလေးကိုပေါက်ဆက်ပြီးခဏကောင်းတစ်ခွက်ကိုထုံထုတ်ပြတာမှာဆိုတော့အရင်ဆုံးအနေနဲ့ကျွန်တော်ခဏချပုံလေးကိုကြည့်ကြအောင်ခင်ဗျာ။ဟုတ်ကျွန်တော်ဒီမှာ၈ငါးနှစ်ကနေစာယူထားတယ်။အဲ့ဒီမှာကျွန်တော်တို့၈ရက်တံပိုးလေးကိုကြည့်ကြအောင်။၈ရက်တံပိုးကတော့ကျွန်တော်တို့ဒီမှာ 3 4ဆိုပြီးရရှိထားတယ်။ပြီးရင်နောက်ထပ်9ရဲ့တန်ဖိုးထပ်ကြည့်မယ်။9ရဲ့တန်ဖိုးကကျွန်တော်တို့3 3 3ဆိုပြီးတော့ရရှိထားတယ်။ပြီးကျွန်တော်က2ရဲ့တန်ဖိုးကြည့်မယ်။2ရဲ့တန်ဖိုးဒီကျွန်တော်ဒီမှာ9 2ကျွန်တော်တို့8ဆိုပြီးရရှိထားတယ်။ နော်ဒါဒီရှိတဲ့တံပိုး၊ငားရဲ့တံပိုး၊နှစ်ရဲ့တံပိုးဒီလိုတံပိုးတိတိရပြီဆိုရင်တံပိုးတွေကျွန်တော်တို့ကပုံဆက်တွဲဆက်မယ်ဆိုတော့၄၃၈ကိုပေါင်းရင်တော့ကျွန်တော်တို့ဒီမှာပါရတယ်ကျွန်တော်တို့ဒီငားဆိုပြီးရတယ်၁၃နဲ့ပေါင်းခြင်းဒီ6ကိုရတယ်၃၃၅ကပေါင်းခြင်းဒီ8ကိုရတယ်ဆိုတော့ရှင်းငားနဲ့ပြီးထွက်မသေးဒီဒီရှင်းသေးဒီ6လေတဲ့ငားနောက်ပြီးဆိုပြီးတော့8 6ငားထွက်ရမှာဆိုတော့ရှင်းငားနဲ့ပြီးကျွန်တော်တို့ဒီမှာ8 6ငားဆိုပြီးတော့တည့်စင်ထားပါတယ်ခင်ဗျာ နော်ဒီပုံစံလေးနဲ့ပေါ့နော်ကျွန်တော်တံပိုးလေးကိုပေါင်းစမ်းမယ်နော်ကဏ္ဍကောင်တစ်ခုကိုလာမိတ်ကျွန်တော်က16ရက်စေလ2025တော့ပေါ့နော် 3D ဒီပုံစံနဲ့ကြိုးစားပြီးတော့အကောင်းဆုံးထုံထုတ်တင်ဆက်ပြသမှာဖြစ်တယ်ကပီးနေကျွန်တော်နောက်တစ်ဆက်ကိုသွားမယ်ကျွန်တော်ဒီမှာ8ငါးနဲ့ရပြီးတော့6ငါးကြာခဲ့ပြီ6ငါးနဲ့ပြီးတော့3ငါးကြာကြာလာတက်ကြည့်ရအောင်ဒီမှာရှိရတံပိုးရှိတံပိုးဒီရှိမှာပေးထားတဲ့အတိုင်းပဲ3 D လေးကိုယူတယ် ဒီ6ရက်တန်ဖိုးကိုယူမယ်6ရက်တန်ဖိုးဒီကျွန်တော်ဒီမှာပါရလဲဆိုတော့တုံညာတကိုဆိုပြီးတော့ရရှိတယ်ခင်ဗျာပြီးရင်တော့ကျွန်တော်ဒီမှာ9ရက်တန်ဖိုးကဒီမှာရှင်းမပေးထားတိုင်းပဲတုံညာ3 3ဆိုပြီးလိုက်တန်ဖိုးတွေပေါင်းမယ်အဲ့ဒီမှာကျွန်တော်တန်ဖိုးဒီဒီထွက်လာပြီအဲ့တန်ဖိုးတွေကိုရှင်းရလို့ပဲကျွန်တော်ပေါင်းဆက်မယ်ဆိုရင်4 9 3ပေါင်းခြင်းယူလိုက်မယ်4 9ပေါင်းခြင်း3 3နဲ့3နဲ့ပေါင်းခြင်းရတော့6ကိုပေးတယ် ပြီးတထိုးနေတူပဲ113ပေါင်းချင်း113ပေါင်းချင်းရတယ်ကျိုးဒီမှာ9ဆိုပြီးတော့ရရှိတယ်ပြီးရင်3339ပေါင်းချင်း3339ပေါင်းချင်းရတယ်ကျွန်တော်တို့ဒီမှာဖိုင်ရလဲ sorry ကျွန်တော်တို့ဒီမှာ493ပေါင်းချင်းဒီ6ဆိုပြီးရမယ်ရတာလေးတစ်ချက်လောက်ပြင်ကြည့်အောင်ခင်ဗျာဟုတ်ကျွန်တော်ဒီမှာ493ပေါင်းချင်းဒီကျွန်တော်တို့6ဆိုပြီးတော့ကြာရမှာဖြစ်တယ်เนาะကျွန်တော်တို့ဒီမှာပြီးရင်339 ုံညာပေါင်ကြီးကတော့3ဆိုပြီးရရှိတယ်အဲ့ဒီမှာကျွန်တော်တို့က865ဘေးင်းထွက်မယ်3ဒီပါ3ထိပ်စီ9လဲတိုင်း6နောက်ဘေး365ဆိုပြီးကြာမှာဆိုတော့ကျွန်တော်865ဘေးပါထွက်ထားတယ်356ဆိုပြီးတော့လည်းကျွန်တော်ဒီမှာထပ်ပြီးတော့စစ်ထားပြန်တယ်ခဗျကျွန်တော်ဒီပုံစံနဲ့ပဲတောက်လျှောက်ကြောမေးဆွေတွေအတွက်ကျွန်တော်က နော်ထိတ်စီရတဲ့အတိုင်းနောက်ပိတ်တံပိုးကိုတောက်လျှောက်ရှာဖွေးသွားတာပေါ့နော်ဒီမှာလည်းကျွန်တော်ရှစ်တံပိုးငါးတံပိုးဒီမှာလည်းရှစ်တံပိုးငါးတံပိုးချာလို့စသည်ဖြစ်ပေါ့နော်အဲ့လိုပုံဆက်လိုက်တာဆိုရင်ခုဆိုရင်ရှစ်ချောင်းငါးမှတစ်ချိန်သုံးငါးချောင်းမှတို့နှစ်ချိန်မြောက်ကိုကျွန်တော်တို့အတည်ပေးသွားရခင်ဗျာနော်အရင်ကြမ်းပဲလို့လည်းမျောလေတယ်ဟုတ်ကဲ့ပြီးနေကျွန်တော်တို့နောက်ထပ် test style ကိုကြည့်အောင်နောက်ဆက်ကလေးကျွန်တော်3 5 6ကနေပြီးတော့ဒီ6 4 6ကြာမကြာကြည့်မယ်။အဲ့ဒီမှာကျွန်တော်3ရက်တံပိုးကိုကြည့်ကြအောင်။3ရက်တံပိုးဒီပါရရဲဆိုကျွန်တော်တို့ဒီမှာ6 3 4ကိုရရှိတယ်။ ပြီး9ဟိုက်တဘော9ဟိုက်တဘောတွေရှေ့မှာပေးထားတယ်လို့ပဲကျွန်တော်တို့က3ည3 3 9ရရှိတယ်ပြီးရင်6ရက်တံပိုးယူမယ်6ရက်တံပိုးဒီမှာပေးရတယ်ပဲ3ည19ကိုကျွန်တော်တို့ကယူမယ်ခင်ဗျာအဲဒါကြောင့်မို့3ည19ကိုအခုဆိုရင်တော့ကျွန်တော်တို့မှာ3ရက်တံပိုး9ရက်တံပိုး6ရက်တံပိုးတည်တည်ရပြီအဲ့ဒီတံပိုးတွေကိုကျွန်တော်တို့ပေါင်းဆက်ထားမယ်အဲ့ဒီမှာကျွန်တော်တို့က3 4 3ကိုပေါင်းခြင်း4 3ကိုပေါင်းခြင်းရတော့ကျွန်တော်တို့ဒီမှာပါရ6ကိုပေးပြီးတော့3ည31ပေါင်းခြင်းဒီ လေးကိုပေးတယ်။ပြီးရင်6 3 3 3ပေါင်းကြည့်သည်6ကိုပေးတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့356ပေးထားမှသိသည်ဒီ64 6ဆိုပြီးကြားရမယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီမှာ 356ဘီနဲ့ပါဖြစ်တယ်646ဆိုပြီးတော့ပဲ646 TC လေးလည်းတဲ့6နောက်ပြီကိုပေးတယ်ခင်ဗျာဥပဆိုရင်ကျွန်တော်တို့က656တစ်ကြိမ်356နှစ်ကြိမ်646သုံးကြိမ်ဆက်တိုက်ကျွန်တော်တို့ကတက်မှုပေးသွားတယ်ပေါ့နော်ဒီပုံစံလေးနဲ့ပဲကျွန်တော်တို့ကတောက်လျှောက်လာပြီးတော့ကျွန်တော်မိတ်ဆွေအတွက်ဒီ16ရက်10ရက်ပိုင်း2025မှာထပ်မဲ့ 3D တော့ကိုကျွန်တော်ကဒီပုံစံလေးဖန်ရပြီးအကောင်းဆုံးတင်ဆက်ပြသမှာဖြစ်တယ်ခင်ဗျာဟုတ်ကဲ့ဥစဉ်ကျွန်တော်တို့ကတောင်းကြမြောက်ပြီးပြီဆိုတော့နောက်ထပ်646နေဒီကိုခွန်ရှိဇိုင်လေးကိုကြည့်ကြအောင်ခင်ဗျာ ဟုတ်ကဲ့ဒီမှာကျွန်တော်တို့6ရက်တန်ဖိုးကိုကြည့်ပြ6ရက်တန်ဖိုးရှေ့မှာပေးထားတယ်ပဲကျွန်တော်ဒီမှာ3ည1 9ဆိုပြီးရတယ်ပြီး4ရက်တန်ဖိုး4ရက်တန်ဖိုးဒီကျွန်တော်တို့ဒီမှာပါရတယ်ဆိုတော့9 5 3ညဆိုပြီးရရှိတယ်ပြီးရင်ကျွန်တော်တို့6ရက်တန်ဖိုး6ရက်တန်ဖိုးဒီရှေ့မှာပေးတယ်3ည1 9ပဲရရှိတယ်ပေါ့နော်3ည1ကိုအဲ့ဒီမှာတံပိုးတီတီလေးကိုကျွန်တော်ဆက်ပေါင်းမယ်အဲ့ဒီမှာ9 3 9ပေါင်းကြရပါရတယ်ကျွန်တော်တို့က8ဆိုပြီးရရှိတယ်ပြီးရင် တ်1 5 1ပုံချင်း1 5 1ပုံချင်းရတယ်ကျွန်တော်ဒီမှာပါရတယ်ခွန်ဆိုပြီးတော့ရရှိတယ်ပြီးနေ3 9 3ပုံချင်းရပါရတယ်ကျွန်တော်က6ဆိုပြီးရရှိတယ်အဲ့ဒီမှာကျွန်တော်က6 6ပြီးထွက်မဲ့ DD ဒီပါထည့်ရဖရမယ်ကိုထိစီခွန်လဲတဲ့ရှင်တော်ဘိတ်6ခွန်8ဆိုပြီးတော့ရရှိရမှာဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်ဒီမှာဘောနော်6ခွန်8ဆိုပြီးတော့ကြားရမှာဆိုတော့ဒီမှာပြီးခဲ့ရမှာကိုခုရှင်းဆိုစင်သွားဖြစ်တဲ့အတွက်ဒီမှာလေကျွန်တော်တို့ကတင်မှုလေးပေးသွားတယ်။အခုဆိုရင်ညတစ်ချိန်၊နှစ်ချိန်၊သုံးချိန်၊လေးချိန်ထိကျွန်တော်တို့ကပေးထားပြီးဖြစ်တယ်။ ကျွန်တော်ဒီပုံစံလေးနဲ့ပဲကျွန်တော်တို့ကဒီထိတ်စီးအလေတိုင်းနောက်ဘေးကိုရှာဖွေထားတာဆိုတော့ကျွန်တော်တို့ဒီမှာကုထိတ်စီးခွန်လေတိုင်းရှင်းနောက်ဘေးဆိုပြီးတော့ကျွန်တော်တို့ထည့်ရရှိသွားပြီဖြစ်တယ်ခင်ဗျ။ဟုတ်ကဲ့အခုဆိုရင်ကျွန်တော်တို့ထပ်ပြီးတော့ထုံထုံပြီးတော့ပြသသွားမယ် site ဒီနာမည်ဒါကျွန်တော်တို့ဒီ16ရက်စလ2025မှာထွက်မဲ့တတိယကိုကျွန်တော်ကထုံထုံပြီးတင်ဆက်ပြီးတော့မယ်။ခုဆိုရင်တော့ကြည်ချင်းနေချင်း၃ချင်း၄ချင်းစီပြီးကျွန်တော်၅ချင်းမြောက်ကတော့ဒါလုံအောင်အကောင်းဆုံးကနေတကွာဖြစ်လာမယ်လို့ယုံကြည်ပါတယ်။ ဒါကြောင့်မလို့ပေါ့နော်နောက်ရက်ထွက်လေကျွန်တော်မိတ်ဆွေတို့ကျွန်တော်ကအကောင်းဆုံး site တွေကိုဖန်တီးပြီးတော့ထပ်မံပြီးတော့ပြသပေးအောင်မယ်အဲ့ဒီ site တွေကိုလည်းကျွန်တော်မိတ်ဆွေတို့ချင်းနေပြီးထပ်မံပြီးတော့ကြည့်ရှုချင်းနေဆိုရှင်လည်းကျွန်တော်တို့ file လေးရောက်ကနေရော subscribe ဆိုတဲ့စာတမ်းနဲ့ဒီဘေးနာခေါင်းလောင်းလေးကိုဒီထားရုံဖြင့်ကျွန်တော်တည်တည်မြောက်ဗီဒီယိုလေးကိုကျွန်တော်မိတ်ဆွေတို့ချင်းနေပြီးထပ်မံပြီးတော့လည်းကြည့်ရှုနိုင်မှာဖြစ်တယ်အခုဆိုရင်တော့ကျွန်တော်မိတ်ဆွေတို့လာမဲ့တာကျွန်တော်16ရက်စီလ2025မှာထွက်မဲ့3ဒီရဲ့တံပေါ်ဝါရီရရှိတဲ့ကနေကောင်းလို့ပြသပေးတော့မယ်ဟုတ်ကဲ့ဒါဆိုရင်တော့ကျွန်တော်ဒီမှာ 9ရက်တန်ဖိုး9ရက်တန်ဖိုး10ရက်တန်ဖိုးတွေကျွန်တော်ယူတော့မယ်9ရက်တန်ဖိုးကိုကျွန်တော်တို့ကြည့်ကြအောင်ခင်ဗျာ9ရက်တန်ဖိုးဒီကျွန်တော်ပါရတယ်ဆိုတော့3 2ကိုရရှိတယ်ပြီးရင်ကျွန်တော်တို့က9ရက်တန်ဖိုးကိုယူမယ်9ရက်တန်ဖိုးဒီကျွန်တော်ပါရတယ်ဆိုတော့2 3ရက်နေ့ဆိုပြီးတော့ကျွန်တော်တို့ကတန်ဖိုးရရှိထားတယ်9ရက်တန်ဖိုးရပြီ9ရက်တန်ဖိုးရပြီ10ရက်တန်ဖိုး10ရက်တန်ဖိုးကြီးရှင်းမှာပေးထားတယ်3 2 လေးဆိုပြီးတော့ရရှိတယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်ဒီမှာကိုယ့်ရဲ့တံပိုးခွဲတံပိုးရှိရတံပိုးတည်တည်ရပြီးအဲ့ဒီတံပိုးတွေကျွန်တော်တို့ပေါင်းဆက်ထားမယ်အဲ့ဒီမှာကျွန်တော်က2 2လေးပေါင်းခြင်းသည်8ကိုပေးတယ်တင်း3ညတင်းပေါင်းခြင်းသည်2ကိုပေးတယ်3 3ပေါင်းခြင်းသည်8ကိုပေးတယ်ဝိဇ္ဇာကျော်မေဆွေတွေမြေတွေတိုင်းပဲလာမယ့်16ရက်စေတ2025အတွက်3 3ဒီ8ထိပ်ကြီး2လဲတဲ့8နောက်ပေးဆိုပြီးတော့ကျွန်တော်တို့က ရှင်းတော်မောင်ကြီးတစ်ဆယ်နောက်တော်မောင်ကြီးတစ်ဆယ်နဲ့ကျွန်တော်ရန်ကုန်လာတဲ့ကနေကိုရရှိပြီဆိုတော့ဒီကနေကိုကြိုက်တူမယ်လို့မျှော်လင့်ပါတယ်။ကျောင်းမိတ်ဆွေလည်းဒီကနေလေးနဲ့ကျောင်းပေါ့ပါစေရဦးစွာဖန်တမလေးနဲ့ဆုမကောင်းတောင်းခွင့်ခြင်းနဲ့ဒီကနေ့မှာကျောင်းမိတ်ဆွေတို့ကျွန်တော်တက်ဆက်ပေးလိုက်တာဒီလာမဲ့တာကျွန်တော်16ရက်ဆယ်လ2025မှာထွက်မယ်။3ဒီကိုကျွန်မိတ်ဆွေတို့ကျွန်တော်ထုံထုတ်ပေးထားတယ်။အဲ့ဒါမြေတွေ့အတိုင်းပဲရန်ကုန်လိုက်ကနေတကွက်တဲ့ရှစ်ထိန်စီနင်းလေတိုင်း ရှင်းတော့ပြီဆိုတော့ကျွန်တော်တို့ကဏ္ဍကောင်တစ်ခုထဲကိုရရှိပြီဆိုတော့ကြိုက်တူပဲလို့မျောလေးနဲ့ကျောင်းမိတ်ဆွေလည်းဒီကနေ့လေးနဲ့ပေါ်ပါစီကြောင့်ဆုံးတော်ပြီတဲ့ကျောင်းဝီလူတွေရဲ့ကြည်ရှင်မိတ်ဆွေအားလုံးစီချမ်းမှာခွေချမ်းသာနဲ့ပြည့်စုံပြီးတော့လာမယ့်စကြဝဠာဆရာ2025မှာထွက်မဲ့တီဒီနဲ့ပေါ်ပြီးတော့တရင်ကျုပ်ကလာမှာလူနိုင်ပါစီလို့ဆုံးတော်တယ်ပဲကျောင်းဝီလူတွေကိုကျွန်တော်ကဒီလောက်နဲ့ပဲဆုံးသက်ခိုင်းရနေပါတယ်အားလုံးပဲခံကောင်း၍ဒီကနေ့လေးနဲ့လူနိုင်တန်နိုင်ကြပါသည်ခင်ဗျာ